အောက်မှာတည်းကမချောကထိုင်နေကလေးကသူကညနေကြီးနေရဲပြီးတော့ငုံနေပြီအဲ့ဒါကိုတွေးလိုက်တယ်ဒါပေမဲ့လည်းဟိုသူ့ရဲ့ feeling ကိုကျွန်တော်နားလဲတယ်ဘာပဲဖြစ်သူညမာလေးဒီချိန်မှာသူစိတ်ချရသွားပြီအဲသူမြင်ချင်တဲ့မြင်ကွင်းလေးကိုမြင်ကွင်းရသွားပြီ သူတို့တကယ်လက်ထပ်ဖြစ်သွားပြီပြီးတော့ဒီချိန်မှာနောက်ထပ်တစ်ခုကသူစိတ်မကောင်းတာလေးရကြတော့လေသူ့ရဲ့မေမေမရှိတော့ဘူးပေါ့နော်အန်ဒီကလည်းဆုံးပါသွားတဲ့အခါမှာဒီညင်ကွင်းလို့မြင်ပူးစီချင်းမှာပဲလို့သူတွေးမိပြီးတော့သူဝမ်းနေတော့တိလိုက်တဲ့အခါမှာကိုလည်းတကယ်စင်ပေါ်နေနေပြီးတော့အယံခံစားရတယ်စိတ်လည်းမကောင်းဘူးပေါ့နော်ယခုချိန်မှာစတင်ပြီးမင်္ဂလာအေကံပဲခန္ဓာကြီးအောင်မြင်စွာဖြင့်ကျင်းပနိုင်ခဲ့ပြီဖြစ်တဲ့အတွက်နောက်ထပ်တစ်ချိန်လက်ခုပ်တညာချီးမြှင့်ပေးပါဦးခင်ဗျာ ညီလေးကောင်းပြင်းနဲ့ညီမလေးတန်နာဘိုးတို့ရဲ့လက်မှတ်ရေးထိုးပွဲလေးမှာကျွန်တော်ကမင်္ဂလာအခမ်းအနားမှုဖြင့်စီစဉ်ဆောင်ရွက်ခွင့်ရခဲ့တဲ့ကြောင့်မို့လို့လည်းကောင်းပြင်းရောတန်နာဘိုးရောမချောရောဒီနေ့ညနေကျေးဇူးအများကြီးတင်ပါတယ်လို့ဘာဖြစ်လို့ဆိုတော့တို့ရဲ့တကယ်ကိုအရေးကြီးတဲ့အခမ်းကဏ္ဍကြီးမှာကျွန်တော်ပါဝင်ခွင့်ပြုတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးရောဝမ်းသာတာပါဗောနော်ဒါဒါကောင်းပြင်းလို့ဆိုလို့ရှိရင်ဗောနော်ကိုစိန်လေးအဲကျွန်တော်တို့လက်မှတ်ထိုးပွဲလေးလုပ်ဖို့ရှိတယ်အဲ့ဒါအကိုအခမ်းအနားမှုလေးလုပ်ပေးလို့ရမလားလို့လာပြောတဲ့အချိန်မှာ ထိပေါက်တာတောင်ပြောတာပေါ့ဘာပဲဖြစ်ကိုအရင်တည်းကချစ်ခဲ့ရတဲ့ကိုရဲ့ညီလေးညီမလေးတွေရဲ့ပွဲမျော်ခဲ့ရတာ10နှစ်ကျော်လာခဲ့ပြီပေါ့နော်ဟိုးအရင်တည်းကတို့ဘယ်တော့လဲအမြဲတမ်းတွေ့နောက်တာပေါ့နော်စာတို့ချစ်သူရေးစားဖြစ်ကစားတော့ဒါယူဖို့ထိတော့ကတော့ဟိုတိုက်တွန်းတော့မရှိဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုး9နှစ်6နှစ်လောက်ကြာလာပြီတွဲလာပြီနောက်ပိုင်းလဲကြာရော အမြဲတမ်းကြုံရင်မီးတယ်နောက်တယ်ပေါ့နော်အဲတော့ယူမလဲယူရင်ပြောတော့ဘာပဲဖြစ်အကောင်လုံးလုတ်ပေးမယ်အာမိတ်ကလာဝစ်စုံလာအခမ်းနာမူလာဘာပဲဖြစ်ဖြစ်ပြောပရီဝယ်တွေနဲ့အကောင်လုတ်ပေးမယ်လို့ပြောခဲ့တာဒါပေမဲ့တကယ်တကယ်တမ်းသူတို့စောင်းမယ်အကိုတဲ့အခုလောလောဆယ်တော့လက်မှတ်လေးပဲအရင်ထိုးမယ်အချင်းချင်းလေးပဲလုံမှာအဲဒီမှော်ပြီးမှရှိတယ်ပေါ့နော်အောင်စပြူတော်ရဆရာတော်ရဲ့ဒီပန်းချန်ထဲမှာရှိရဲ့ညခင်းပြင်ပေါ်မှာလက်မှတ်ထိုးမယ်လို့ပြောတဲ့အခါကျတော့ဟိုကျွန်တော်လဲဝမ်မတ်သက်တာနဲ့ဒီခမ်းနာပွဲလေးမှာပေါ့နော်ပါဝင်ပြီးတော့ခမ်းနာမှုပြဆောင်ရွက်ပေးခဲ့ရတာပါဟုတ်ဒီပွဲလေးက ရလေပြောမယ်ဆိုရင်တော့ပကာတနာမပါဘူးသူတို့နှစ်ယောက်ကလေပြောမယ်ဆိုရင်ဒီမင်းသားမင်းသမီးစုံတွဲထဲမှာမအရန်ကိုအေးပြီးတော့တကယ်ကိုဟိုလိုချင်တတ်မှတ်မှုတိတ်မရှိဘဲနဲ့လေအဓိကသူတို့နှစ်ယောက်အချစ်စစ်ချင်းမှန်းနဲ့ချစ်တာဟိုပဲကျွန်တော်တုံးသက်တယ်ဘာပဲဖြစ်ဟိုမင်းမီမင်းသားဆိုတာကချို့ဆိုလို့ရှင်ပေါ့နော်အောင်မြေကျော်ကြားမှုရဲ့နောက်ကွယ်နေပြီးတော့သူတို့ရဲ့ဒီဘဝကိုလုံခြုံအောင်ပေးနိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့အတိုင်းဝိုင်းနေနဲ့လက်ထက်ကြတာများတယ်။ဒါပေမဲ့ကောင်းပြင်းတဲ့တဏ္ဍာဘိုလ်တို့ကကြတော့အချက်စစ်စစ်မှန်တဲ့ချစ်တဲ့တဲ့ကြောင့်မို့လို့သူတို့လူငယ်တဘာဝချစ်ကြိုက်တာကဒီလို10နှစ်ကျော်လာတဲ့အခါမှာဒီတန်ရွာစင်တွေကလည်းတစ္ဆာတရားတွေနဲ့အတူအခုလိုမျိုးတက်ထက်သွားတဲ့အခါမှာငွေကြေးဘလောက်ကြီးမှားလို့ချမ်းသာမှဆိုတဲ့ဟာမပါတဲ့အတွက်ကြောင့်မို့လို့အရန်ကိုပကာသနာမရှိဘဲနဲ့အချစ်စစ်ချစ်မှန်တဲ့ချစ်တဲ့ဇုံတွေလို့ပဲကျွန်တော်တို့သတ်မှတ်တယ်ဒီမင်္ဂလာပွဲလေးဆိုလို့ရှိရင်လည်းသူတို့ဒါ ဒီမင်္ဂလာကိုစွန့်ကြွေးအနေနဲ့ဆရာတော်အကြောင်းမှာစွန့်ကတ်တယ်ဒီသင်္ကန်းနဲ့တကွာလှုပ်ဖွဲ့ဝတ္ထုတွေကတ်တယ်ပြီးတော့သူတို့ရွှေမုံငုံတွေရွာတဲ့ခါမှလည်းအလုံးအပြောကြတာပေါ့နော်အဲ့လိုမျိုးစွန့်ကြွေးလေးလှုပ်ပြီးတော့ဒီ ကြပြဆန်းဆန်းလေးပဲမြခင်ပြပေါ်မှာလက်မှတ်ရေးထိုးပွဲလေးလုပ်တယ်အဲ့အတွက်ကြောင့်မို့လို့အဲជីနူးရပါတယ်အရန်လဲပြောဖို့ကောင်းတဲ့ပွဲကြီးဖြစ်ခဲ့တယ်အဲ့လိုပွဲကြီးမှာကျွန်တော်အနေနဲ့လဲဒါမင်္ဂလာခမ်းနားမှုဖြစ်ပေါ်เนาะပြောချခွင့်ရခဲ့တဲ့ကြောင့်မို့အရန်လဲဝမ်းသာခုံမိပါတယ်ကျွန်တော်တို့အနောက်စားလုပ်တဲ့လူတွေဆိုတာလေစင်ပွားနေအကောင်လုံးလိုက်ကြည့်နေရတာပေါ့เนาะဟိုအရင်တည်းကဆိုလို့ရှိရင်ကျွန်တော်တို့ကဒါမင်္ဂလာမှတ်တမ်းတက်ပုံပြီးလို့ရိုက်တဲ့ စတူဒီယိုဖွင့်တဲ့အခါကျတော့ကျွန်တော်ခန်းသားမှုလုပ်နေဆိုအောက်မှာသတို့သမီးအမင်ငိုနေပြီဆိုအဲကိုယ့်ရဲ့ကင်မရာမန်တွေမျက်စပြပြလဲသွားအောင်မှာအမင်ငိုနေပြီသွားရိုက်ဆိုပြီးပြောလို့ရှိတယ်လူဆိုတော့စိန်ဘွားနေကြည့်လိုက်တဲ့အချိန်မှာအောက်မှာတည်းကမချောကထိုင်နေကလေးကသူကညနေကြီးနေရဲပြီးတော့ငိုနေပြီအဲ့ဒါကိုတွေးလိုက်တယ်ဒါပေမဲ့လည်းဟိုသူ့ရဲ့ feeling ကိုကျွန်တော်နားလဲတယ်ဘာပဲဖြစ်သူညမလေးဒီချိန်မှာ သူ စိတ်ချရသွားပြီအဲသူမြင်ချင်တဲ့မြင်ကွင်းလေးကိုမြင်ကွင်းရသွားပြီ သူတို့တကယ်လက်ထပ်ဖြစ်သွားပြီပြီးတော့ဒီချိန်မှာနောက်ထပ်တစ်ခုကသူစိတ်မကောင်းတာလေးရကြတော့လေသူ့ရဲ့မေမေမရှိတော့ဘူးပေါ့နော်အန်ဒီကလည်းဆုံးပါသွားတဲ့အခါမှာဒီညင်ကွင်းလို့မြင်ပူးစီချင်းမှာပဲလို့သူတွေးမိပြီးတော့သူဝမ်းနေသွားတိလိုက်တဲ့အခါမှာကိုလည်းတကယ်စင်ပွားနေနေပြီးတော့အယံခံစားရတယ်စိတ်လည်းမကောင်းဘူးပေါ့နော်ပြီးတော့ဒီစင်ပွားနေမှာစင်းခင်ကျွန်တော်မိသားစုတွေအဆုံဓာတ်ပုံလေးရရအောင်လို့ဖိတ်ခေါ်တဲ့အခါကျတော့လေမချောကစင်ပေါ်ရောက်လာခါမှာသူလှိုက်လှိုက်ပြီးတော့ဝမ်းနေပြီးတော့ငိုရမြင်ပြီးတော့လေကျွန်တော်လည်းလေ တကယ်ခံစားရပါတယ်ဟိုမချောတို့တဏ္ဍဘိုလ်တို့နဲ့ကြတော့ကျွန်တော်ကလေဟိုအလုတ်တက်တက်နဲ့ယဉ်နီးခဲ့တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုမောင်နှမလိုမိသားစုလိုယဉ်နီးခဲ့တာအရင်တည်းကနေနေလဲကတူသွားတဲ့ခီးသွားပြီးတော့အလုတ်တွေဟိုသွားတဲ့ခါမှာယဉ်နီးပြီးသားဆိုတော့အန်တီနဲ့လည်းအရန်ခင်တယ်အန်တီဝါဆိုလို့ရှိရင်အရန်သဘောကောင်းတာပြုံ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 နဲ့အငြင်းနဲ့နောက်ကနေလိုက်ခဲ့တာပေါ့နော်အဲ့တော့ဒီ ဆုံးသွားတာဆိုတော့လေဒီချိန်မှာဒီမြင်ကွင်းလေးကိုအန်တီကိုလည်းမြင်စေခြင်းနဲ့ဒီလောက်တောင်ပျော်စရာကောင်းတယ်တကယ်ပဲကြည်နူးစရာကောင်းတဲ့မင်္ဂလာပွဲလေးမှာအန်တီမရှိတော့ဘူးပေါ့เนาะအဲ့ဒါလေးကိုမြင်ပြီးစိတ်မကောင်းဖြစ်ရတာပေါ့အဲ့အတွက်ဒီမချောကိုလည်းချီးလဲချီးကျူးတယ်လေးလေးရေးစားတယ်ဘာဖြစ်လို့ဆိုတော့သူ့ခင်ဗျား တဏဘောအတွက်ပေါ့နော်မိခင်တစ်ဖွဲအမကြီးတစ်ဖွဲပေါ့နော်စောင့်ရှောက်ပေးနေတယ်မချောရဲ့အမတစ်ယောက်လည်းရှိသေးရပေါ့နော်သူကညီမ၃ယောက်ဆိုတော့မချောရဲ့အမကြီးလည်းတဲတဲကိုစောင့်ရှောက်ကြတယ်အဓိကကတော့သူကအငယ်ဆုံးသမီးလေးလည်းဖြစ်နေတဲ့ခါကြတော့အအကြီးနှစ်ယောက်ကတော့အိမ်တော်ပြုတ်သွားပြီဆိုတော့တဲတဲကအရင်တော့ကတော့အိမ်တော်မပြုတ်ရသေးတော့သူတို့စိတ်ပူကြတာပေါ့နော်အခုကျတော့တကယ်တမ်းကောင်းပြင်းနဲ့တရားဝင်လက်ထပ်လိုက်ပြီဆိုတဲ့အချိန်မှာအမကြီးတွေနှစ်ယောက်စလုံးက1 and 1တာ ုံယူကြတယ်ပြောကြတယ်ဒါပေမဲ့လည်းတစ်ဖက်ကနေမိခင်မရှိတော့တဲ့အကြောင်းမလို့သူတို့စိတ်မကောင်းဖြစ်တယ်ဒါကတော့ကျွန်တော်တို့အနေနဲ့ကိုချင်းစာပြီးလို့ရပါတယ်အားလုံးဒီချိန်မှာကျွန်တော်တို့ချစ်ရတဲ့အန်တီကိုလည်းရှိစေချင်တာပေါ့နော်